လီဗာပူးအတွက်ကဒီခြေနေကတော်တော်ဟိုလက်ခံနိုင်စရာဘုံမရှိတော့ဗျာအတင်းလိုက်ကျွန်တော်ခြေစွမ်းလဲဘာမှလည်းမရှိတော့ဘူးကစားပုံ system တစ်ခုလည်းမမြင်ရဘူးတူးချင်းခြေစွမ်းလည်းမမြင်ရဘူးယုံကြည်မှုလည်းပျောက်ဆုံးပြီးတော့အကုန်လုံးပြိုလဲသွားပြီးတော့လီဗာပူးကအရာအားလုံးပျက်စီးသွားတဲ့ပုံစံမျိုးလိုဖြစ်နေတယ်ဆိုတော့ အားလုံးပဲမင်္ဂလာပါများကျွန်တော်တို့ The Sports Corner နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော်ပွဲပြီးသုံးသက်ချက်တွေကိုတင်ဆက်ပေးညာဖြစ်ပါရစေအခုတပွဲကတော့ဒါ Liverpool သင်းအိမ်ကွန်းမှာ Nottingham Forest သင်းကို0-3နဲ့ရှင်းနေခဲ့ပါရစေအဲ့ဒီပွဲနဲ့ပတ်သက်ပြီးအကြောင်းအရာတွေကိုကျွန်တော်နဲ့ကိုချင်းညီရပဲဆက်လက်ပြီးတော့တင်ဆက်ဆွေးနွေးသွားမှာဖြစ်ပါရစေကိုချင်းညီမင်္ဂလာပါမင်္ဂလာပါခွန်းနန္ဒာကြီးအဲ့တော့ Liverpool အတွက်တော့စိုးရိမ်စရာဖြစ်နေပြီဗျာပထမဆုံးပြောကြတကယ်စိုးရိမ်နေရပြီဘာကြောင့်လဲဆိုတော့အသင်းက balance အောက်သွားပြီဗျာအဲ balance အောက်တာကို Arnis Law ဖြည့်ရှင်းတယ်ဖြည့်ရှင်းတယ်တောက်လျှောက်ဖြည့်ရှင်းတယ်အခုဆိုရင်ကျွန်တော် international break ချသွားတယ် ဒီကြားထဲမှာသူ့အတွက်စဉ်းစားစရာအချင်းအများကြီးပူထွက်ခဲ့တယ်ဒါဟာလေဘောက်အတွက် ကောင်းသောအရာလို့ကျွန်တော်တို့ထင်ခဲ့တယ်ဂျာလက်တွေကိုပြန်ပြောင်းလို့ရတယ်ကစားကွက်တွေကိုပြန်ပြီးတော့လေးလာလို့ရတယ်သုံးသက်လို့ရတယ်ပြင်ရမယ်ဆိုတဲ့အားတွေကိုပြင်လို့ရမယ်ပေါ့နော်အဲ့တော့လေဘောက်ကနောက်ဆုံး7ပွဲမှာ8ပွဲတော့ရှုံးသွားပြီဟုတ်ကဲ့ပြီးခဲ့တဲ့ရှာတီကတရာတီလုံးမှ၄ပွဲပဲရှုံးခဲ့တဲ့အသင်းကအခုပွဲစဉ်7ပဲရှိသေးတယ်6ပွဲရှုံးသွားပြီဆိုတော့လေဘောက်ကအရင်စိုးရိမ်စရာဖြစ်နေပြီအဲ့တော့လေဘောက်နဲ့ပတ်သက်ပြီးကိုချင်းကြီးအမြင်လေးပဲစပြောပြပေးပါဦး ဟုတ်ကဲ့တော်တော်စိတ်ပြတ်ဖို့ကောင်းတဲ့ခြေစွမ်းရလက်ကစားပုံကိုပြသွားခဲ့လို့ပြောလို့ရဟုတ်အဲ့တော့ Liverpool ပြည်သက်တွေအတွက်တော့ပထမဆုံးစပြီးတောင်းပန်နေတာကဒီနေ့ပြောမယ့်ဟာတွေမှာ Liverpool အတွက်ကောင်းတဲ့အရာတွေပါလာဖို့တော်တော်နေတယ်ဘာလို့လဲဆိုတော့ကျွန်တော်မြင်နေရတဲ့ဟာကော Liverpool မှာကောင်းတဲ့အရာကမြင်မရှိသလောက်ကိုရှားနေတယ်အဲ့တော့အမှန်အမှန်တိုင်းပြောတဲ့ခါမှာတချို့ဟာတွေကအသိကိုကျွန်တော်တို့ ချိုးကျင်တာဖဲ့ကျင်တာနှိမ်ကျင်တာလည်းမရှိဘူးဒါပေမဲ့လက်ရှိဖြစ်ပျက်နေရတယ်ပဲပြောမှဖြစ်တဲ့ကြောင့်အားတော့နာတယ်ဒါပေမဲ့အမှန်တိုင်းပြောရမယ်ဆိုရင်အားမနာတယ်ပြောရမယ်ဆိုလက်ရှိလီဗာပူးကတတော်ကိုဆူဆူရွားရွားကိုကြဆင်းသွားတာယုံနိုင်စရာမရှိလက်ရှိချန်ပီယံလို့ကိုထင်ကျင်စရာမရှိဘူးပေါ့နော်ဘတ်ပေါင်းဆောင်မှာဒီပွဲမှာအာနီစလော့လည်းတွေးယူတွေးတဲ့နဲ့လုံမိလို့ရတယ်ရှောက်လုံနေတာအရင်မနှစ်ကဆိုကျွန်တော်ပြောတယ်အာနီစလော့ကအရန်ဖလက်ဇီဘယ်ဖြစ်တယ်အရန်စမတ်ဖြစ်တယ် in game plan တွေရောပွဲမတိုင်ခင်တွေရောသူပြောတာတွေရောသူရဲ့ပြုတ် ုံစံတွေရောသူ့ရဲ့နီးဗျူဟာတွေရော tactic ကိုအခုအဲ့ဒါတွေအကုန်ပြောင်းဆုံးပြီးတော့ရှုံးဝဲတွေဆက်လာတဲ့အချိန်မှာလုံမိလုံရလုံချင်တာတွေဟိုကျွန်တော်တို့အပျော်ရမ်းအဆင့်လိုမျိုးဖြည့်ပြီးတော့ဘာလုံးလို့လုံနေမှန်းသူ့ကိုယ်သူတော်သိရလားတော့ပြောတတ်ဘူးပြီးတော့ကစားသမားတွေလည်းဒီ level ဒီအဆင့်တန်းနဲ့ဒီအားနဲ့မကိုက်ညီတဲ့ခြေစွမ်းတွေစိတ်ဓာတ်တွေကိုမြင်နေရတယ်တော်တော်ဆိုးပါတယ်အဲ့တော့လီဗာပူးအတွက်ကဒီအချိန်တွေကတော်တော်ဟိုလက်ခံနိုင်စရာဘုံမရှိတော့ဗျာအသင်းလိုက်ကျွန်တော်ခြေစွမ်းလဲဘာမှလည်းမရှိတော့ဘူး ကစားပုံ system တခုလည်းမမြင်ရဘူးတူးချင်းခြေစွမ်းလည်းမမြင်ရဘူးယုံကြည်မှုလည်းပျောက်ဆုံးပြီးတော့အကုန်လုံးပြိုလဲသွားပြီးတော့လီဗာပူးကအရာအားလုံးပျက်စီးသွားတဲ့ပုံစံမျိုးလိုဖြစ်နေတယ်ဆိုတော့ဟိုမနှစ်ကကျွန်တော်ဒါမျိုးကိုကြုံပါတယ်မန်စတီးလည်းကြုံဝဲဘူးတယ်မနှစ်ကအဲ့လိုပဲနှစ်လနီးပါးလောက်ကြုံတယ်အခုဆိုရင်လီဗာပူးလည်းအဲ့လိုနှစ်လလောက်ကြုံသွားတာစက်တင်ဘာလ28ရက်နေ့ကစပြီးတော့ခရစ်စတယ်ဘဲလေးကိုရှုံးလိုက်တဲ့ပွဲကနေစပြီးတော့ရှုံးလာလိုက်တာအခုဆိုရင်ပြိုင်ပွဲဆုံး7ပွဲမှာ ရှစ်ပွဲရှုံးသွားခဲ့ပြီးတော့နှစ်လားလောက်တည်းမှာတတော်ကိုဆူဆူကဟိုပရီးမီးယားလိနောက်ဆုံးခုနှစ်ပွဲမှာ6ပွဲဆိုအရင်များသွားပြီဗျဒါကြီးကရာသီဖွင့်5ပွဲမှာ5ပွဲဆက်နိုင်တဲ့အသင်းကနောက်ဆုံးခုနှစ်ပွဲမှာ3မှတ်ပဲရတယ်ဆိုတဲ့ခြေအနေကဒီခြေအနေကဘလို့မှလက်ခံနိုင်စရာမရှိဘူးအဲ့တော့တေချာတာတော့ချန်ပီယံစုတွေဘာတွေကိုမေ့လိုက်အရင်ဆုံးကျွန်တော်ပြောရမှာဒီပွဲပြီးမှဖြစ်ရတာကလီဗာပူးကဒီခြေစွမ်းနဲ့တော့ဘလို့မှဒီရာသီကချန်ပီယံမဖြစ်နိုင်တော့တေချာသွားပြီဒီလောက်ဒီလောက်ဆိုကျွန်တော်မြင်လို့ရပြီအခုမှ3ပုံ2ပုံပဲရှိသေးတယ်ဒါပေမဲ့အမှတ်ကွာချက်ရအဆင့်ကျွန်တော်တို့ဒါက သုံးပါရှိနေတဲ့ Man City နဲ့သူနဲ့ကြားမှာရမှတ်ကွာမှုက၄မှတ်ပဲရှိတယ်အများကြီးမဟုတ်ဘူးအဆင့်နှစ်က Chelsea နဲ့၅မှတ်ပဲဒီ၄၅မှတ်ဆိုတဲ့ဟာမများဘူးဥမာသုံးပုံတစ်ပုံပဲရှိဒါပေမဲ့ခြေစွမ်းရောစိတ်ဓာတ်ရောအသင်းရဲ့ပုံစံရောတည်ထားတဲ့ပုံစံတွေကဘလို့မှအဆင်မပြေတော့ဆိုတဲ့အချိန်မှာ Champions League အတွက်ကမေးလိုက်လို့ရသွားပြီဒီအသည်မှာ Top 4ဝင်ဖို့ကိုပဲအဓိကဦးစားပေးပြီးတော့ Arsenal နဲ့လည်းပေါ့ကိုပြန် rebate ပြန်လုပ်အောင်ပါဗောလေဒီပြိုလဲသွားတဲ့စိတ်ဓာတ်တွေ ကစားပုံတွေ system တွေအားလုံးပြန်တစ်ခုချင်းပြန်တည်ဆောက်အောင်အချိန်တစ်ခုပြန်ပြီးတော့ယူရလိမ့်မယ်ပွဲပြီးမှအာနီဆလော့ပြောသွားတယ်ဒီ show ပွဲတွေအတွက်ဒီ yellow sword တွေ तू ကတော့တောင်းဝန်ယူရဲဆိုတာမျိုးပြောသွားတကယ်လဲလက်ရှိ champion အသင်းသားမဟုတ်ခဲ့ရင် premier league champion ဆိုကိုပေးခဲ့တဲ့မေလာသာယူပေးခဲ့တဲ့နီးပြနဲ့အသင်းသားမဟုတ်ခဲ့ဘူးဆိုတော့ဒီချိန်မှာအာနီဆလော့ out လို့ကျွန်တော်တို့ပြောရတော့မှာဒါပေမဲ့ပြီးခဲ့တဲ့မေလာမှာပထမဆုံးရာသီမှာဖလားယူပေးခဲ့တဲ့နီးပြဆိုတော့မေလာမေရအောင်ဆိုတဲ့အချိန်မှာတော့အဲ့လောက်တော့ချက်ချင်းကြီးတော့ထွက်လို့ပြောရတာတော့ စင်မပြေဘူးပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီရလက်ကတော့အမှန်တမ်းပြောရင်လေဘောက်အတွက်လုံးဝလက်ခံနိုင်စရာမရှိတဲ့ခြေစွမ်းရောရလက်ကိုလို့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့အဓိကကတော့ကျွန်တော်တို့ဟိုကားတစီသွားဖို့အတွက်ဆိုရင်သူ့နေရာနဲ့အတူ first day လိုရပေါ့နော်ကျွန်တော်တို့နေရာပေါင်းစွာနဲ့လိုတယ်ဟိုတခုခုမရှိဘဲနဲ့အဲ့ကားတစီကကျွန်တော်သွားလို့မရဥမာကားကြီးတခုလုံးပြည့်စုံနေစီမရှိရင်ကျွန်တော်သွားလို့မရဟုတ်ကဲ့ဒါမှမဟုတ် battery ကားဆိုလည်းကျွန်တော်တို့ battery မရှိရင်သွားလို့မရဘူးပြောချင်တာဘယ်လိုပဲဖြစ်ဖြစ်ဗျာဘိန်းလုံးမရှိရင်သွားလို့မရဘူးအာနိုးမရှိတော့တဲ့ အခြေအနေနဲ့ Louis Diaz ထွက်သွားတဲ့အဲ့နှစ်ယောက်ကိုကျွန်တော်အဓိကပြောချင်တာအဲ့နှစ်ယောက်ထွက်သွားတဲ့အခြေအနေကလီဗာပူးတင်းကိုလုံးဝပြိုဆင်းသွားတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်လုံးဝသူတို့ရဲ့ညီနေပါတယ်ဆိုတဲ့ hand check တွေအကုန် balance အကုန်အောက်သွားတယ် super slide ညာကျန်းထွက်ဆော့တယ်မကောင်းမဟုတ်ဘူးဒါပေမဲ့ super slide ထွက်ဆော့တဲ့အချိန်မှာကိုယ်လည်းမှာ McAllister နဲ့ Gravel Bash ကိုအဲ့ chemistry အဲ့သုံးယောက် chemistry ကိုခွဲပလိုက်တဲ့ဟာကလီဗာပူးကိုဒီလိုမျိုးကြာဆင်းသွားတယ်လို့ကျွန်တော်မြင်တယ်နောက်ပြီးတော့ off the wall movement တွေ ဘောလုံးမရှိတဲ့အချိန်မှာ present လိုက်တဲ့နေရာတွေမှာကျွန်တော်တို့အခုဝယ်ထားတဲ့ Isset တို့ Ikidiki တို့ Florian Wiers တို့နောက်ပြီးတော့ Sala အစနဲ့ဘောလုံးမလိုက်ပါဘူးဒါပေမဲ့မိနစ်ကမသိတာဘူးပေါ့နော်ဒါဒီနေ့ကျတော့ရှုံးတော့သိတာလာပြီမြားပါအဲ့တော့ press လိုက်မဲ့အချိန်တွေမှာ အရန်ကိုအားနေချက်တွေရှိနေရော off the ball တွေရောဘောလုံးရှားတဲ့အချိန်မှာရောအဲ့တော့ Van Dijk တို့ Corner တွေကပြိုင်မဲ့တိုက်စစ်ကိုတိုက်ရိုက်နေတိုက်ရိုက်နေတလုံးလုံးနဲ့ဂျင်းဆိုင်နေရတယ်ပေါ့နော်အဲ့တော့ပြောချင်တာကစန်တာဘက်တွေကအရန်မောကောင်းပဲစတမနာ ရင်ပြိုင်ပြီးရင်တော့ face မှာတော့အားနေတယ်အဲ့တော့ပြိုင်ဘက်ကမြန်တဲ့ကစားမိုက်တဲ့ဒီဘက်မှာဆိုကျွန်တော်ကရှောင်းတက်ကိုအရင်ချီးကျူးချင်တာဘာဖြစ်လို့လဲဆိုတော့လစ်ပါဘူးကတွေးယူသွေးတယ်ကိုကြည့်ပြောသလို EGD ကောက်ထည့်လိုက်ဗျာခီတာကောက်ထည့်တယ်နောက်ပြီး Rio ကောက်ထည့်လိုက်တယ်တော့တိုက်စစ်နေဗျာ Robinson ထည့်တယ် Robinson ကသူ့ထည့်တယ်သူပြောချင်တာတိုက်စစ်၃ယောက်လောက်ကောက်ထည့်လိုက်တယ်ဂိမ်းနေရပုံစံဖြစ်သွားဂိမ်းနေရပုံစံတော့ကျွန်တော်ပြောတော်တော်ကြီးဟိုဆိုးဆိုးရွားရွားဗျာလှုပ်ချရလှုပ်လိုက်တာခန်းစစ်ကကိုနာတေးတို့ထုတ်လိုက်တယ်ကာကက်စ်ထုတ်လိုက်တယ်ကာကက်စ်က Robinson ဝင်လာထားလိုက်တော့ ကတိကျုံထုတ်လိုက်တယ်အဲ့လိုမျိုးအပြောင်းလဲတွေအကုန်လုတ်ပြီးတော့တိုက်စစ်ကြီးကိုအုံးစုံမြင့်လိုက်တဲ့အချိန်မှာရှောက်တိုက်က defensive line ကိုမသွားဘဲနဲ့အချင်းဆန်ထည့်ပြီးတော့တိုက်စစ်ကိုပြန်ပြီးတော့သွားလိုက်တဲ့ဟာကိုကျွန်တော်အရင်သဘောကျတာဒါကလုံးဝစမှတ်ဖြစ်တယ်ဗျာသိလားအဲ့တော့အဲ့ဟာနဲ့ပတ်သက်ပြီးဦးချင်းကြီးကဒါဒီဘွဲမှာ Northern Forest နဲ့ဒါရှောင်းတိုက်ကအမြင်လေးလေးပြောပြပေါ့မှန်ပါတယ်ကိုတန်းတာဂျီဂျူးလိုပဲရှောင်းတိုက်ကတော့သူလှုပ်เสียရရှိတယ် သူကောင်းကောင်းရိုးရှင်းရှင်းနဲ့ထိရောက်အောင်လှုပ်ကစားသွားတာပဲလီဗာပူးဘာအားနေလဲအမြင်ပေါ်တွေအားနေတယ်ဒီပွဲမှာ short pass တွေမတုံလောင်းပတ်တွေနဲ့လီဗာပူးဒုက္ခပေးမယ်ပြင်လာတယ် combat ဖြစ်အောင်လှုပ်တယ်ကျွန်တော်အရင်နူလိုဆန်တို့လက်ထက်က northern forest ကိုကြောပြန်မြင်ရတာပဲနိုင်ပွဲရလို့ဒီစကားပြောတာမဟုတ်ဘူးကွင်းထဲမှာကစားတဲ့ပုံစံကြည့်လိုက်အရန် combat ဖြစ်တယ် central zone တွေ liverpool central zone တွေကနေတိုးမရအောင်ဖောက်မရအောင် liverpool က crossing တွေနဲ့ဂိုးရပြီးအမြင်ဘောတွေအားပြည့်ရတဲ့ဖုံးအဲ့လိုအနီးကအတိုးပေးလေး central zone ကနေတိုးလို့မရတော့ဆိုအဲ့လို combat ဖြစ်အောင် nuno santo လက်ထက်ကသွားခဲ့တဲ့ပုံစံမျိုးကိုနော်တဲ့ forward ကပြန်လုံနိုင်ခဲ့တယ်အထူးသဖြင့်ချီးကျူးအောင်မှာတော့ဘိုခန်စစ်က mirilo နဲ့ milenkovic တို့အတွေ့တတော်ကောင်းတယ် mirilo ဆိုရင်ကျွန်တော်တို့အသင်းကြီးတစ်သင်းမှာကောင်းကောင်းကစားလို့ရတဲ့ခြေစမ်းမျိုးနဲ့အလားလာတဲလန့်မျိုးကိုမြင်ထားရတယ်ပြီးတော့ကွင်းလန်မှာ elio anderson လိုမျိုးအသင်းကြီးတစ်သင်းကို မှာကောင်းကောင်းခြေစွမ်းပြနိုင်တဲ့ကစားသမားမျိုးခြေစွမ်းကိုမြင်ရတယ်ပြီးတော့ give white တတော်ကိုအသင်းမှာကောင်းတယ်ဒီလိုမျိုး top level အသင်းကြီးတွေမှာတော့မှနေရာရနိုင်တဲ့ကစားသမားမျိုးတွေနေရာလိုက်ရှေ့လယ်နောက်မှာရှိနေတာလဲ Northern Forest ကရှေ့မှာ Possigon Lulu နဲ့ Nibiu ကနီးစနစ်အဆင်မပြေခဲ့လို့သာရလက်တွေစိုးနေတာရှောင်းတိုက်လက်ထက်မှာတော့ တကယ်ကို combat ဖြစ်တဲ့ new low sando သွားခဲ့တဲ့ပုံစံမျိုးတော့ Nordic Forest လိုတကယ်မာကြောတဲ့ပုံစံပြောင်းပြင်ရပြီးတော့တကယ်ပါရိုးရိုးရှင်းရှင်းနဲ့ထိရောက်အောင်ကစားသွား Nordic Forest ကဘာမှထူးခြားစံပြပြီးတော့နီးပြူဝါတွေလောက်သွားတာမဟုတ် Liverpool ကိုရိုးရိုးရှင်းရှင်းလေးနဲ့ထိရောက်လောက်သွားတယ်ပြီးတော့ Liverpool အားနည်းတဲ့ဒီ set speed တွေတကံဘောတွေကိုလည်းရောက်အခွင့်အရေးယူသွား Liverpool က second ball တွေအရင်အားနည်းတယ်ဗျဒီအသည်မှာအဲ့ set speed တွေ dead ball တွေဒီ dead ball situation နဲ့ပေးရတဲ့ goal ကဒီပွဲအဖွင့်ကိုမူရီလိုရဲ့ဂိုးမှာပေးလိုက်ရဆိုဒီအသည်ပေးဂိုး20ထဲမှာ6ဂိုးရှိသွားပြီဆိုတော့ အဲ့ဒါတွေကလီဗာပူးကိုထိုးနှက်နေတာပဲပထမဆုံးချိန်ရတဲ့ဒေါင်ကန်ဘောကနေပြီးတော့ဒီဗန်ဒိုက်ကောင်းတက်ကြရဲချရဲ area မှာပြန်ကြလာမွေလိုတစ်ချက်ထိမိကန်သွားရဲဆိုတော့အဲ့ second ball ကြီးအားနေနေသေးဒီလိုဖြစ်နေသေးတော့လီဗာပူးကရွာလေနေဦးမှာပဲဒီမှာတော့အငင်းပွားစရာရှိပါတယ်ကျွန်တော်တို့ပွဲပြီးပါလားအနီ slot ပြောသလိုတကယ်တော့ဒီအငင်းပွားဒီဂိုးကြောင့်လဲရှုံးခဲ့တာလို့ပြောလို့မရဘူးလီဗာပူးရဲ့ဒီပွဲစိတ်သက်ခြေစွမ်းကစားပုံကလည်းနိုင်ဖို့အတွက်လုံးဝမလုံလောက်ခဲ့ဘူးမထိုက်တန်ခဲ့ဘူးဒါပေမဲ့ဒီဂိုးပေးလိုက်တဲ့အချိန်မှာရှေ့မှာအန်ဒိုရီကဂိုးသမားရှေ့မှာရှိနေတယ် အနီယာလီပြီးခဲ့တဲ့တစ်ပတ်ကပဲဒီ initial break မတိုင်ခင်မက်ဆီဒီနဲ့ပွဲမှာ Van Dijk ဂိုးသွင်းတယ် Robertson ရှေ့မှာရှိနေလို့ဆိုပြီးအလားတူပုံစံမျိုးလေးပါဘူးကဂိုးမရခဲ့ပယ်ဖြတ်ခံခဲ့ဒီမှာသူတို့ပေးလိုက်ရတဲ့ဂိုးမှာကျတော့ Murillo ကန်တဲ့အချိန်မှာဂိုးသမားရှေ့မှာပြိုင်ဘက်ကစားမှာလူဂျွန်နေတဲ့ Andori ရှိနေတယ်အဲ့တော့ပုံစံက similar လေးပဲတူတူပဲဒါပေမဲ့ နှစ်ပတ်အတွင်းမှာသူတို့ရရမယ့်ဂိုးကြပေးဖြတ်တယ်သူတို့ပေးရမယ့်ဂိုးကြပေးဆိုတော့ double standard ဖြစ်နေတယ် Premier League နဲ့ VAR နဲ့ကွန်းလန်တိုင်းတွေရဲ့ဆုံးဖြတ်ချက်တွေကတော့လုံးဝလက်ခံနိုင်စရာမရှိဘူးဒါတပိုင်းပေါ့ဒါပေမဲ့ဒီဂိုးကြောင့်လေဘာလို့ရှုံးတာတော့မဟုတ်ပါဘူး Liverpool ရဲ့ဒီပွဲစိတ်သက်ခြေစွမ်းကစားပုံကဘလို့မှလက်ခံနိုင်စရာကိုမရှိဘူးဂိုးပေးလိုက်ပြီးနောက်ပိုင်းမှာအနီဆိုတော့ပြောသလိုပါပဲအသင်းကတကယ်ကိုခက်ခဲနေတဲ့ကာလမှာဆိုတော့ဂိုးပေးလိုက်ရတာနဲ့နောက်ကနေပြန်လိုက်ဖို့တော့တော်တော်မလွယ်ဘူးဒါတော့မှတိုက်စစ်မှုဂျေဆူးအီဂိုဂျေဆူးဂိုးသွင်းတဲ့ဂိုးတကူကလက်ထိပေါ်လက်ထိသွားလို့ ဒါပယ်ဖြတ်တာရှိတယ်ဒုတိယပိုင်းပြန်ဆမှာလေမဟုတ်ပြန်လာမလားလို့ကြည့်တော့လေဒုတိယပိုင်းဆရုံရှိသေးတယ်ကိုးဆပေးလိုက်ရတဲ့ဟာဥကျိုးသွားလိုက်ပြီးတော့ဘာမှကိုပြန်မလုပ်နိုင်ဘူးဆိုတော့တော်တော်ဆိုးပါတယ်ခုနကကိုနနာပြောလို့တစ်ဖက်ကအာနိရှောင်းဒက်ကလည်းတကယ်ကွန်ဘက်ဖြစ်အောင်နီးပြူဟာအပြောင်းလဲတွေရတယ်လေမဟုတ်တိုက်စစ်မြင့်လာအချိန်မှာခံစစ်ကိုမသွားဘဲနဲ့ကောင်တာတွေပြန်သွားဖို့အချင်းစံထည့်သွားလဲလုံးဝတကယ်ကွက်တိကြခဲ့တယ်အာနိဆိုတော့ဒီပွဲမှာလောက်တာတွေကတော့ ဘလို့မှ in game plan တွေလည်းလက်ခံနိုင်စရာမရှိဘူးကိုနာတေးကိုထုတ်တယ် ikitiki ကိုထည့်ပြီးတော့တိုက်စစ်တွေအစွမ်းကိုမြင့်နေတာပဲရှိသူလှုပ်ချင်တာဘာမှန်းကိုမမြင်ရဘူးပေါ့နော်အဲ့တော့ arni slot နဲ့ arni slot ကိုလည်းကျွန်တော်ဒီမှာမေးချင်တာကနည်းနည်း ego များလာပြီလားမနှစ်ကတော့သူ့ ego တွေကိုဘေးဖယ်ထားပြီးတော့ကလော့ရဲ့အသင်းအသင်းရဲ့ debut ကနဲ့ကြိုက်မဲ့ကလော့ရဲ့ system နဲ့ကြိုက်မဲ့ပုံစံလေးတွေပဲ flexible ပဲကောင်းကောင်းနဲ့သွားခဲ့ပြီးတော့အောင်မြင်မှုတွေယူနိုင်ခဲ့တယ်ဒါပေမဲ့အဲ့မှာဘာလဲဆိုတော့အာကလော့ထားခဲ့တဲ့အသင်းကလော့ရဲ့ပုံစံနဲ့အောင်မြင်မှုတွေယူခဲ့တယ်ဆိုတော့ အားလုံးရဲ့ဝေဖန်ထောက်ပြမှုတွေပေါ့သူနည်းနည်းလေးခံစားတော့ feeling တစ်ခုဖြစ်သွားလားပေါ့နော်ဒီအသည့်မှာအဲ့ကောင်းနေပြီးသားအသိန်းကိုမလွယ်ဖက်နဲ့အားလုံးထွက်သွားတာထားလိုက်တော့အဲ့နေရာကိုဖြစ်ရတာကျွန်တော်လက်ခံပေးလို့ရတယ် Robertson ကြာလာလို့ Carcass ကိုခေါ်ထားတာကိုလည်းလက်ခံပေးလို့ရတယ်မလွယ်ဖက်နဲ့ Florian Vest တွေ Isaac တွေခေါ်လာပြီးတော့ရှိပြီးသား Darwin Nunez တွေ DS တွေကိုရောင်းထုတ်ပြီးတော့အဲ့လိုအသင်းကို revolution ပြန်လုပ်လိုက်တာကြောင့် ego များဖြစ်နေရလား။ तू ခြေ तू လက်နဲ့ तू ပုံစံကိုတိဆောက်ချင်တာကပဲ။ မလိုအပ်တဲ့အရာတွေရှောက်လုပ်ပြီးတော့လီဗာပူးကအဲ့ဒီဒုက္ခတွေကိုခံစားနေရတယ်လို့ထင်တယ်။အဲ့တော့ဒါကဒါမြင်ရတာပေါ့လေပြီးခဲ့တဲ့နှစ်ကတော့အာလီစလော့ဒီကလော့ထားခဲ့တဲ့ system နဲ့သွားလာမှာအလုပ်ဖြစ်တယ်။အခုသူ့ system တစ်ခုနဲ့သွားနေတဲ့အချိန်မှာတော့သူ့ရဲ့လုပ်ပုံကိုင်ပုံတွေနီးပြူတာတွေကျွန်တော်ဘာမှ impact မဖြစ်တော့တာမျိုးကိုသွားမြင်ရတယ်။ပြီးတော့ကစားသမားလေးစီမှာလည်းอีเซตကိုကျွန်တော်တော်တော်လေးစိတ်ပြတ်မိတယ်ကစားမှာပြအမှန်တိုင်းမျိုးကျွန်တော်อีเซตကိုဒီချက်အများကြီးမျောလင့်ထားတာအခုอีเซตကအပျော်တဲ့အဆင့်တန်တာလောက်ဖြစ်နေစကေးလည်းမပြနိုင်ဘူး speed လည်းမပြနိုင်ဘူး technique လည်းမပြနိုင်ဘူး awareness ဂိုးလိုခြင်းနဲ့စားလောင်မှုတွေလည်းမမြင်ရဘူးသူအပျော်တမ်းစင်ကစားမလောက်ဖြစ်နေဆိုတော့တန်း100ကျော်တော့သုံးထားတဲ့ကစားမတစ်ယောက်က Premier League မှာကျွန်တော်ပြောတာ Florian Vest ခြေစွမ်းမပြနိုင်တာထားလိုက်အောင် Florian Vest က Nebel အစ်စ်ကနေလာတဲ့ကစားသမားအချိန်တိုင်းတာတခု Premier League နဲ့အန်ဝင်သွားခဲ့ရင် Liverpool ရဲ့ကစားဟန်နဲ့အန်ဝင်သွားခဲ့ရင်ဖြစ်လာနိုင်သေးတယ်ဤဆက်ကကျတော့ Premier League မှာ proven ဖြစ်ထားပြီးသား200ဒီလောက်တက်တည်ပြခဲ့ပြီးသားကစားသမားဒီလောက်အချိန်ယူစရာမလိုဘူး ဒီလိနဲ့အသားကျနေပြီးသားကစားမရာသီအစမှာသူကြံ့ခိုင်မှုမပြေဝရတယ်အသင်းထဲမှာပူပေါင်းခဲ့တာတွေ training တွေအားနေခဲ့တာတွေကြောင့်လို့ပြောလို့ရရဆိုမဲ့မြားသွားပြီဗျဒီလောက်ကျတော့ isac ကအယန်းကိုမြားလုံးနဲ့ isac ပါတိုင်းမှာလေမောင်းတိုက်စစ်ကြီးကကစားမတယောက်ယော့နေသလိုကြီးဖြစ်နေတာကြီးကအဆင်မပြေဘူးပြီးတော့ဆာလာအာလီဆိုရဲ့အဓိကအဆိုးဝါးဆုံးဒုက္ခပေးနေတာအဲဆာလာကိုမထိရမတွေ့ရမလဲရအဲ့ပြဿနာကသူ့ရဲ့ ူသူကကစားမတရားကိုခြေစွမ်းနဲ့ကြည့်ပြီးတော့ဆုံးဖြတ်နေရဖို့ပဲနဲ့နမိန်နဲ့ကြည့်ပြီးအလုံးလုံးနေသလိုဖြစ်နေအမှန်ဆာလာဘာ impact မှမရှိကိုင်းထဲမှာလူပိုးကြီးတယောက်လိုပဲဘာမှလည်းမမြင်ရအောင်သူ့စီမှာတပွဲလုံး Carcass ကိုကျွန်တော်တို့ crossing ပေးလိုက်တဲ့ဖန်တီးမှုတစ်ချိန်လောက်ပဲမြင်ရအောင်ဆိုတော့ဒီချိန်မှာတော့ဆာလာကိုရဲရဲကြီးလမ်းအောက်တင်ပြီလို့မြင်တယ်ဆာလာရဲ့အကောင်းဆုံးချိန်တွေကြော်သွားခဲ့ပြီသူ့ရဲ့ယုံကြည်မှုရောခြေစွမ်းရောဘာမှမမြင်ရတော့ဗျာဆာလာကွင်းထဲမှာလူပိုးကြီးတက်တက်လို့ဖြစ်နေရမျိုးမြင်ရဆိုတော့လီဗာပူးတိုက်စစ်မှာ Isak လည်းလုံးမလုံးနိုင်ဆာလာလည်းလုံးမလုံးနိုင်ကြပိုးတယောက်တည်းဘာလို့လို့ရမှာကောင်းနေတဲ့ Super Slam ကိုလည်းညာနောက်ခံလူမှသွားတုံးလိုက် အဲ့လိုကွင်းလင်းနဲ့တိုက်ညာနောက်ခံလူသုံးလိုက်ကွင်းလင်းပို့လိုက်နေတော့တိုင်နေပတ်နေတယ်ဒီပွဲမှာဆိုကစားမ9ယောက်လောက်အပြောင်းလဲလုပ်သွားတယ်ကာတစ်ဂျုံကိုတုံးလိုက်တာလေကျွန်တော်တကယ်ကိုနားမလဲကာလစ်ဂျုံကမန်တိုင်းဆိုမဆိုးပါဘူးကောင်းပါတယ်ဒါပေမဲ့ဒီသူပထမ first ပထမပိုင်း45မိနစ်မှာကာတစ်ဂျုံကိုသူကွင်းလင်းတိုက်စစ်မှာထားလိုက်တာอีเซ่เนี่ยตูเนี่ยจ๋ามาคอมบิเนชั่นบ่ามาไม่ရှိกะซ้าจิ่งเลยยังเน่တယ်ปฐมมินิ20หลောက်ด้วยมากาติจ้องมาบอลลงทิ่แจ่ตะจิ่งแม้ရှိတယ်အထိကိုကွင်းလယ်မှာတော်တော်လေးယုံကန်ခဲ့ရရဲဆိုတော့ ဒီနီးပြူကလူထုတ်ပုံတွေလည်းအများကြီးအားနေခဲ့ပြောချင်တာ Frankfurt ကိုအဝေးကွင်းမှာ5-1နိုင်ခဲ့တဲ့ Champions League ပွဲတွေကလိုမျိုး4-2ဘာလို့မသုံးရခဲ့ရလဲ Isak ကို AGD ရောနှစ်ယောက်လုံးထားပြီး Florian Wirtz နာနေတယ် okay Salah နဲ့ Gakpo တောင်ပိုင်းနှစ်ဖက်မှာထားပြီး4-4-2သုံးမယ်ဆိုရင်တော့မအိမ်ကွင်းမှာ Dortmund Forest ကိုဒီထက်ပိုပြီး PR ပေးနိုင်ဖို့အခွင့်အရေးရှိခဲ့အဲ့တော့နီးပြူကပိုင်းဆုံးဖြတ်ချက်တွေ decision making တွေမှာအာနီစလော့အားနေတယ်အများကြီးလိုပါတယ်လေဘာလို့ကဒီပုံစံကိုနာတေးဆိုရင်တကယ်ကိုလုံးဝမဖြစ်တဲ့ခြေစွမ်းတွေလည်းမြင်ရတယ်ကာကက်ဆိုလည်းဘာမှအားရစရာမရှိလေဘာလို့ကဒီချိန်မှာတော့ ကျွန်တော်ဝေဖန်စရာတွေထောက်ပြစရာတွေအရင်များပြီးတော့အသင်းလိုက်ဟန်ချက်ရောအကုန်လုံးပြိုလျက်ပျက်စီးသွားပြီလို့တော့ပြောလို့ရတယ်ဗျဟုတ်ကဲ့အဓိကတော့ဟိုအာနိစလော့အမှန်လားဗောဒါကျွန်တော်ကအဲ့ဒါကိုမေးခွန်းထုတ်ချင်တယ်ဘာကြောင့်လဲဆိုတော့မနေ့ကစလော့ဟာဟာကိုသူယူတော့ယူတယ်ဗျဒါပေမဲ့အပြည့်ယူလာတော့လည်းမဟုတ်ပါဘူးဒါပေမဲ့သူ position gain လေးစော့ပြတယ် tempo လေးချပြီးတော့ဟိုပွဲကိုဟိုကျင်းကြ present လို့ dynamic present နေမလုပ်ဘူးဗောနော် clock ကတော့ lower dynamic ဖြစ်တာ present က အဲ့ဒါလေးကိုရှော့ချပြီးတော့သူလိုချင်တဲ့ပုံစံလေးကိုမနစ်ကပြန်သွင်းဖို့ကြိုးစားတယ်ပွဲတွေမှာအလုပ်ဖြစ်တယ်အဲ့တော့အခြေအနေလေးပေါ်ကြည့်ပြီးတော့သူကပွဲကိုထိန်းလိုက်တဲ့ဟာမျိုးတွေရှိတယ်ဒီနှစ်မှာကျတော့ကိုချိပြောကြလို့အလီကဒီ transfer မှာသူ့ရဲ့လူတွေပေါ့နော်သူလိုချင်တဲ့လူတွေကောက်ခေါ်လိုက်တဲ့နောက်ပိုင်းကစပြီးတော့ဒီအဓိကက तू လိုသွားတာကဘလို့ဆုံးရှုံးသွားရင်နေရာယူတတ်မဲ့ကစားသမားတွေမဟုတ်တာပေါ့။ပြန်လိုက်ပေးဖို့နော်။အဓိကအဲ့ဒါကတော်တော်လေးကိုဆိုရဲ EKDG ရော Isak ကော Salah ရော Florian Wirtz ကောဒီကစားသမားတွေကဒါတွေကိုလုတ်ခဲ့တဲ့ကစားသမားတွေမဟုတ်ဘူး။ပြင်မကောင်းဟုတ်တယ်။အဲ့တော့အဲ့ဒါကဒီအသေးလိုက် present ပြတ်သွားတယ်အသေးလိုက် shape ပြတ်သွားတယ် structure ပြတ်သွားတယ် structure မရှိတော့ structure အောက်သွားပြီအဲ့တော့ structure တစ်ခုကိုသူတို့ပြန်ပြီးတော့တိဆောက်မှရတော့မယ်ဒီတိုင်းဆိုရင် liverpool ထပ်ပြီးတော့သွားနေအောင်ပဲဒီလိုမျိုး counter တွေရဲ့ဆော့တဲ့အမြင်ဘောတွေနဲ့သွားတဲ့အသေးနေနဲ့ pace တွေနဲ့ပြေးမဲ့အသေးနေကိုရှုံးနေအောင်ပါဒီတိုင်းဆို ဒီတိုင်းဆိုရင်ဘလို့မှနိုင်ဘူးဒါအသင်းကြောင့်မဟုတ်ဘူး structure ကြောင့်တော့ the forest မှာမဟုတ်ဘူးဘယ်အသင်းလာလာဒီလိုပုံစံနဲ့ Liverpool ကိုနိုင်ပါလားဆိုတာကိုတခြားအသင်းတွေကသိသွားပြီမှန်တယ်သူတို့ရဲ့အဖြေသူတို့ကိုနိုင်အောင်ဘလို့ကဲရမလဲဆိုတာကိုအသင်းတွေအားလုံးအားလုံးချက်ကိုအားလုံးကိုကိုကောက်ကွက်ကွင်းကြီးအဲ့ဒါကတော်တော်လစ်ပါဘူးအတွက်ဆိုးတာပေါ့အစိုးဆုံးကအဲ့ဒါအခုရှုံးနေရတဲ့အရေးမကြီးဘူးအဲ့ဒါကိုပြင်မကိုရအောင်မယ်တစ်ဖက်က Northern Force မှာကျွန်တော်ကြည့်လိုက်တာသိလားအီလီအန်ဒါဆန်ကိုကြည့်လိုက်တာလုံးဝ Michael Carrick ကိုကြည့်နေရလို့ပဲဟုတ်တယ်သူ့ရဲ့ဘောလုံးခင်းတာတွေဖြတ်တာတွေ မိုက်ကယ်ကယ်ရီတုံးကလည်းအဲ့လိုပဲသူကဘလုတ်ခဲမယ်ဖြတ်မယ်လုံးဝလေယာယူရာလေးတက်ရက်နဲ့တော်တော်ကောင်းတာဗျာသိလားပန်စင်ကလောင်းဘောတင်ရမလားဒိုင်ကွန်နဲ့ cross တင်ရမလား short pass တွေတော့ရမလားဟိုဒီကျွန်တော်တို့ဟိုနေရာလွတ်တင်းတင်းလေးရနေဘလို့ပေးရမလဲဆိုတာတင်းပေါ်နဲ့ချိန်ဆက်သွားတယ်အရန်လာတယ်ဗျာသိလားကျွန်တော် Ilya Anderson တော်တော်သဘောကျလာသိလားတော်တော်ကြီးကိုကြိုက်လာတယ်ထားပါပါတယ်နောက်ပြီး Murray လို့ Murray လို့ကြည့်ရလုံးဝ stand လို့လို့ Vidic လို့လို့မာမာထန်ထန်တောင်းတောင်းနောက်ပြီးတော့ဘဲချေမှာဘာလို့အောင်မသိရယ်ဆာလာကို မော်ရီတိုက်သွားတာမီလန်ကိုဗစ်လားမူရီလိုလားမသိဘူးမူရီလိုမူရီလိုအဲလုံးဝဗျာဒါကလုံးဝစကေးပဲဒါစပတ်ပဲလုံးဝဘောင်နေရတယ်လို့ပြောချင်တာကျွန်တော်ပြောချင်တာ Northern Forest အတင်းကစားလာမတွေကတော်တော်မှတော်တော်ကောင်းတာအဲ့တော့ဒီပွဲမှာရှောင်းတိုက်လှုပ်သွားတဲ့အခင်းချင်းတွေသုံးသက်ချက်တွေဒီလူစားလဲထုံးမှုတွေဘလုံးဝလုံးဝပြောင်းပြန်ဖြစ်နေတယ်စလော့နဲ့ရှောင်းတိုက်ရှင်တော်လဲရမလို့ဖြစ်နေပြီလုံးဝရှောင်းတိုက်ကလုံးဝကိုစမတ်ကြကြနဲ့လှုပ်သွားတယ်ပေါ့နော်လေဘာဘူးရှုံးသိရှုံးထိုက်လို့ရှုံးခဲ့တာမှန်ပါကျွန်တော်ပြောချင်တာဒီပွဲကဟိုလိုမျိုး ဟိုကန်ဆိုးပြီးရှုံးသွားတာလည်းမဟုတ်ဘူးပေါ့။ပြေးကြတာပေါ့။အဲ့တော့အဲ့ဒါလေးတော့ထည့်ပြောချင်တယ်။အော်လီဘောင်နဲ့ပတ်သက်ပြီးနောက်လာမယ့်အခြေအနေတွေဘာတွေလိုပြီးလဲ။ဘာပွဲတွေရှိပြီးလဲ။အခြေအနေပြန်ပြီးတော့တိစောက်နိုင်ပါ့မလား။အရင်များသွားပြီဗျ။ဟိုမန်စတီကို3-0နဲ့ပေးခဲ့တဲ့ဘက်ကရှုံးတော့ကအီဒီဟက်ဖြစ်နေတယ်။မန်စတီဖြစ်နေတယ်။လီဘောင်ကတအားယော့နေရလဲမှန်ပါတယ်။ငင်းပွားစရာလည်းရှိခဲ့တယ်။အဲ့မှာလည်းလီဘောင်ကဒါမန်စတီဖြစ်နေလို့ကျွန်တော်ထည့်အတွက်ပေးလိုက်။အခုဒါအမ်ဖီမှာ ဟိုရုပ်ပြစင်းပြရှုံးတာဗျာဒါကြောင့်ဘလို့မှလက်ခံနိုင်တာမရှိ United ကိုရှေ့မှာရှုံးနေဆိုတော့မှ2-1လောက်နဲ့ပုခါတီကနောက်ကျကုန်တယ်ဒီလိုမျိုးရှုံးတာကြတော့တာမန်ရှုံးပွဲတဲ့ဂုံတိတ်ခါတွေပါရှုံးသွားတယ်ရှုံးပွဲလို့ပြောလေအသင်းရဲ့ DNA တွေပြိုင်ဘက်ကဖီယာဖက်တာတွေရောကျွန်တော်အများကြီးဒါဒီရှုံးပွဲကြတော့တာမန်ရှုံးပွဲတဲ့ပို့တယ်ဒါတော့ဒီရာကိုအာဒီစလော့ပြောသလိုပဲ responsibility ကိုသူယူမရလိမ့်မယ်တခုခုတော့သူပြန်လုပ်ပြဖို့လို့ဒီလိုတိုင်းတော့ဆက်မျောနေလို့မရအောင်ဟိုမနစ်ကအမိုရင်းနဲ့ United ရုံးကန်နေရတဲ့ပုံစံမျိုး မနှစ်ကနှစ်လလောက်ကွာဒီလာနဲ့မက်ဆီဒီကြောင်ပြောက်သွားပြီပုံစံမျိုးသူတို့ဖြစ်နေဒါပေမဲ့ turning point တစ်ခုလိုတယ်အဲ့ turning point ကိုဘယ်လိုပြန်ယူမလဲပေါ့အခုရှေ့လာမဲ့ပွဲရယ်ပွဲမချက်ဘူး Champion League မှာ PSV နဲ့ကစားရမယ်ပြီးရင် Watson Sunderland League Premier League လာမဲ့သုံးပွဲလုံးမှာမှတ်ပေးစရာရဲ့ဒီ Watson တို့ Sunderland ဒီ League တို့လိုမျိုးအောက်မှတ်ပေးစရာအောက်ပိုင်းအသင်းတွေနဲ့ပြီးတော့ Sunderland လို့တန်းတက်အသင်းတွေ Sunderland ကတော့ရက်လက်တွေလည်းကောင်းနေတယ်ထိပ်ပိုင်းမှာလည်းရှိနေတယ်ဒါပေမဲ့အသင်းကြီးမပါဘူးပွဲချက်အရင်ကြီးမရှိဘူးဆိုတဲ့အခြေအနေမှာဒီရှေ့လာမဲ့သုံးပွဲမှာတော့ လီဗာပူး turning point တစ်ခုကိုပြန်မလုပ်ပြနိုင်ဘူးဆိုရင်ဒီရသည် Champions League ဝင်ခွင့်အတွက်ပိုပြီးဖိအားများသွားနိုင်တယ်ကျွန်တော်မြင်တာကတော့ဒီရသည်လီဗာပူးက Champions ကိုမေးလိုက်လို့ရသွားပြီဒီ top 4ဝင်ဖို့ကိုပဲအဓိကပြန်ပြီးတော့ reality ကြကြပြန်ပြီးလောက်ရတော့မယ် top 4ကလည်းအရင်ခက်နေရမျိုးမဟုတ်ဘူးအဆင့်၄မှာရှိနေတဲ့ Crystal Palace နဲ့လက်ရှိ Liverpool ကအဆင့်17တော့ရောက်သွားပြီဆိုပေမဲ့နှစ်မှတ်ပဲကွာတယ်ကျွန်တော်တို့ကငါက Brighton လဲ16မှတ်ပဲရထားတယ်16မှတ်က3သင်း18မှတ်က4သင်းအမှတ်တရတမှတ်နှစ်မှတ်ကြားလဲမှာ အဆင့်တွေအရန်กว่าနေတာဒီအသိန်း9သိန်း10သိန်းလောက်ကအဆင့်3ကနေပြီးတော့အဆင့်17လောက်ထိရ10သိန်းလောက်မှာကရမှတ်กว่าမှုက2မှတ်လောက်ပဲ gap ရှိရဲဆိုတော့တပွဲလောက်နိုင်တာနဲ့အဆင့်4ရောက်သွားနိုင်တယ်ဆိုတော့ top 4ရဲ့တော့ပြန်ဝင်ဖို့လိုတယ်ဝင်လဲဝင်လာမယ်လို့လည်းယုံကြည်ပါတယ်ဒါပေမဲ့အဲ့လိုဖြစ်ဖို့ကကျွန်တော်ရှိမှအများကြီးပြောနေခဲ့သလိုပဲ structure တွေကစားပုံတွေယုံကြည်မှုတွေပြီးတော့အသိန်းရဲ့ hand jet တစ်ခုကိုပြန်တည်ဖို့လိုတယ်အဲ့တော့ဒီချိန်မှာတော့အာနီစတော့သူ့လှုပ်တဲ့လှုပ်ထိုက်တာကိုခေါင်းမပါဘဲနဲ့အီဂိုတွေမရှိဘဲနဲ့ပြန်လှုပ်ဖို့လိုတယ် ခြေခံ basic တွေကိုပြန်သွားဖို့လိုတယ်။တစ်ဖက်မှာတော့ Shawn Dice နဲ့ Northern Forest ကိုတော့လုံးဝ credit ပေးပြီးချီးကျူးတယ်။ဒါ Northern Forest ပြန်လာပြီး Shawn Dice အဆင့်မှန်ပြန်မြင်ရတယ်။နှစ်ပွဲဆက်နိုင်တယ်။သူ့လက်ထက် Premier League ၄ပွဲမှာခုနှစ်မှတ်တောင်ယူပေးထားနိုင်တယ်။ရှေ့မှာကျွန်တော်ဒါ Nuno Santo လက်ထက်နဲ့ post ကိုနီးပြ၂ယောက်ပေါင်းပြီးရှစ်ပွဲမှာ၅မှတ်ပဲရပြီးရွာတွေလဲခဲ့တဲ့ Forest ကအခုမှတန်းဆင်းစုံအပြင်ကိုပြန်ရောက်လာ။အဲ့တော့ Forest ကဒီခြေသွန်းဒီစိတ်ဓာတ်နဲ့တော့တန်းမဆင်းပါဘူးသိကြပါတယ်။မူရီလိုလိုခံစင်းမျိုးရှိနေရပြအဲအီလီယိုအန်ဒါဆန်ကွင်းလဲမှာရှိနေတဲ့ ကွက်လန်နဲ့တိုက်ဆက် Morgan KY လိုမျိုးချိတ်ဆက်ပေးနိုင်တဲ့ကစားမတကယ် quality ကစားမတွေရှိနေတဲ့အသင်းကဘလို့မှတန်းဆင်းဖို့မဖြစ်နိုင်ဘူးလူမန်နေရာမှာနီးပြကောင်းတစ်ယောက်ကို forward ပြန်ရလိုက်တာကတော့ forward ကိုတကယ်ဒီလိုသူတို့ရဲ့အရေးသွေးမှန်တွေထုတ်ပြခွင့်ပြန်ရဖို့အတွက်ထောက်ပံ့ဖြစ်သွားတယ်လို့ပဲချီးကျူးချင်ပါတယ်ဟုတ်ကဲ့အာကျွန်တော်ပြောရလဲတော်တော်ဆုံးပါပြီအော်ဒီပါဘူးပြန်လာနိုင်ပါသေးပဲဆူတောင်းပါတယ်ဘာကြောင့်လဲဆိုတော့ဒီ champion ပြေးလဲရလဲအဲ့လောက်ကြီးတော့မတွေ့မတွေ့ဖယ်သေးပါဘူးကျွန်တော်လက်ရှိခြေစွမ်းအရသာကျွန်တော်တို့ပြောနေရပါတော့ဒါကလည်း standing point လေးတစ်ချက်လေးမှန်တော့တာနဲ့ ဲဘဟုကအုံတိုင်းဆိုပြန်ထောက်လာမှာအဲ့ဒါတော့သိတယ်ဒါပေမဲ့အဲ့အချိန်နောက်မကြသွားပါသေးနဲ့လို့ပဲကျွန်တော်ကတော့နောက်ဆုံးတာဆူတောင်းပေးလိုက်ခြင်းနဲ့ပေါ့နော်အဲ့တော့ကျွန်တော်ပြောရလဲများသွားပြီနောက်ထပ်ပွဲကျွန်တော်ဆက်ကြတာပေါ့ဟုတ်ကဲ့ပါโอเควาဒါတော့ကျွန်တော်တို့လပအိုးတင်တဲ့ Northern Forest တင်လို့ပဲပွဲပြီးသုံးသက်ချက်အစီအစဉ်ဖြစ်ပါတယ်ကျွန်တော်လာမယ့်ပွဲတွေကိုလည်းဆက်လက်ပြီးတော့ပွဲပြီးသုံးသက်ချက်တင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးဖို့တိုက်တွန်းလိုပါတယ်ကြည်ပေးခဲ့တဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ Sports Corner အဖွဲ့သားများအားလုံးကကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ